ူတွေဖောက်ပြန်နေကြပြီကွာလူတွေပျက်စီးနေကြပြီကောက်ကြီးရုပ်မှာတကူကောင်းဆန်တဲ့လူတွေကလည်းအများကြီးပဲကွာအပါတို့ပြောနေတာပေါ့ပေါက်ကွဲနေတာမသိပါဘူးမပေါက်ကွဲနေတာเออกูตะบู่เด้เว้ยจี้နေจ๋าเลยกัวနိုင်ငံတကာหลู่เด้อหลู่ดิอกုံลงกูตรุละเด้เว้ยแท้ยามเณีบิโดมาเว้ยลินยาไส่ยามเยาดเมียองค์ษาดิหลู่เมียองค์ษาดิตรุโอ้เป้ปี้ดูเลยสิอะคู่เด้ดิ အ ਨੇ ချင်းမရောက်သေးတယ်နော်အကုန်လုံးမောင်ပိုင်စီးတာတယ်ကွာတချို့ကြီးအဲ့လိုလောက်တာတော့မကောင်းဘူးကွာကြာကြာနေနိုင်ငံတကာလက်ညှိုးထိုးတာကိုခံရမယ်ဟုတ်တယ်ပါအခုလည်းဒီကိစ္စနဲ့ပတ်သက်ပြီးဒီငလင်းတန်အဲ့နဲ့ဒီအမရပူရာမြို့နယ်မှာဒီစကိုင်းမြို့နယ်ပေါ့နော်အမရပူရာမြို့နယ်စကိုင်းမြို့နယ်မှာစင်ကာကြီးရွာပကြီးကြီးရွာနဲ့ဒီဘုံဘိုးဘုံဘိုးကြီးရွာပေါ့နော်ဘုံဘိုးကြီးရွာတို့မှာစားတော့ကုန်နေတဲ့တော့တိုးရည်တွေစီးွားတွေအကုန်လုံးကူနေတယ်လိုအပ်နေတယ်ပါ ငါတိတယ်ငါတိတယ်တချို့ကြီးကအညိုတိနဲ့လုံနေတာကွာစကိုင်းကငါတို့ဒီ standard army ဆိုတဲ့ငါတို့ရဲ့တပ်ကိုစကိုင်းကနေပြီးတော့ခုခံတိုက်ခိုက်နေတာဖြစ်တဲ့အတွက်စကိုင်းကိုသူကလူတော့မြင်း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 ပြီးတော့စကိုင်းကိုသူရိတ်ခါတယ်မပုတ်ဘူးပြီးတော့ဒီဘက်ကကယ်ဆယ်ရေးအဖွဲ့တွေ pride အဖွဲ့တွေကတွားရင်လည်းအကန့်အသတ်နဲ့တွားခိုင်းနေတယ်အဓိကလူကရေပဲကွာရေအတက်ကတမနဲ့ရှိတယ်ကွာသမင်းအတက်က9ရက်ရှိတယ် အဲ့တော့အစာအစာတွေပါတွေဟိုဖြတ်တောက်ပြီးတော့တက်ချုပ်ကြီးရရွေချက်ကြီးနဲ့လုံနေတာကွာကျွန်တော်မှဆိုပြောစရာစကားတော့မရှိတော့ဘူးကွာအေးအခုသူသွားနေမန္တလေးကိုသွားနေအခုစကိုင်းကိုသူသွားလာသွားသွားရဲတာသွားရဲဘူးကွာသွားရဲနေစကိုင်းနဲ့မန္တလေးအဆက်တော့ပဲသူသွားရဲမှာဟုတ်တယ်ပါထားလိုက်တော့ကွာထားလိုက်တော့မန္တလေးစကိုင်းဗီလာကွန်ဒိုမှာနေထိုင်တဲ့ဒီ HCIS ပေါ့နော်ကိုပိုင်အထက်တန်းအကြောင်းအမှာဒီနိုင်ငံသားဆရာဆရာမ၅ဦးပြောက်ဆုံးနေစေပဲပါ ီးတော့ဒီတောင်အတောင်အာဖရိကနိုင်ငံက၃ဦးပေါ့နော်ရုရှားက၁ဦးဖိလစ်ပိုင်က၁ဦးတဲ့အဲ့ဒီ၅ဦးကအေးကွာပမာဏနေမဟုတ်နိုင်ငံခြားသားတွေမှာပါလာပြီပါငါပြောပြမယ်ကွာတကယ်တကယ်ကြတော့ငါတို့တွေကဟိုတရားတရားရာဂိုင်းနှုန်းအပြည့်အိုးမဟုတ်တာတော့မှကွာ90ရာခိုင်နှုန်းလောက်ငါတို့တွေရာဒီကအသက်ကယ်လို့ရတယ်အခုဆိုဒီနေရာကိုမဝင်နဲ့ဟိုနေရာကိုမသွားနဲ့ဒီနေရာကန့်တတ်ထားတယ်ဒီနေရာကဘာဖြစ်တယ်ဆိုပြီးတော့ तू ကရှောက်လုံနေတာဖြစ်တဲ့တော့ငါတို့အဲ့လိုဖြစ်တာ မှန်ပါတယ်ငါတို့အချိန်မီငါတို့ကယ်ဆယ်နိုင်တာကွာထားလိုက်တော့ကွာထားလိုက်တော့ပြောတော့ပြောတော့ PDF တွေဝင်มาကြောက်လို့ပါတော့ PDF တွေရတယ်ကဲအဲ့လိုမလုပ်ဘူးလုပ်နေတာဘာလို့ဒီစစ်တပ်ကလုပ်နေတာပါဒီကျွန်တော်တို့စစ်ကောင်စီကပြည်တွင်းမှာနာမည်ကျော်စီးပွားရေးလုပ်ငန်းရှင်တွေဒီစက်မှုဆောင်လုပ်ငန်းရှင်တွေစီးပွားရေးဆိုင်ရာအသင်းအဖွဲ့တွေနဲ့လူမှုရေးအသင်းအဖွဲ့ကိုနေပြီးတော့ခေါ်ပြီးတော့ပါအခုငလင်ဘေးကူညီရေးအတွက်အတင်းအကျပ်ငွေတောင်းခံနေတယ်ပါ ဒါပဲလေကွာဒါပဲဒါပဲပွဲလန်တော့သူကဖျာခင်းတာလေကွာနိုင်ငံတကာကကိုညီတော့ပါနဲ့ပတ်စံနေလဲဒါနေပြီးတော့လားနေပြီးတော့ကပဲသူတို့ခွဲထွက်ကြနေပြီးတော့အုံးနီးဆိုပြီးတော့သူကအဲ့လိုလုံနေကြတာကွာတော်ပြီတထေးတွေစီရလဲပတ်စံနေလို့သူကလုံမယ်အဲ့ဒါတို့သူကနေတော့ရရင်ပြည်သူလူထုရှိအ ਨੇ ချင်းပဲရောက်မှာငါတိနေတယ်ငါတိနေတယ်ငါပြောလဲမပြောဘူးငါပေါက်ကွဲချင်နေပြီနိုင်ငံခြားလူတွေပတ်စံနေတော့မှမခွဲပေးတာအပရာဒီလိုကိုလုပ်ငန်းရှင်တွေကဆိုဝေလာဝေးပေါ့ 哦သူကအလှလက်ဖက်နဲ့မျက်နှာလုံးပါလေကွာဟုတ်ပါမန္တလေးမြို့35လမ်းနဲ့85လမ်းတောက်မှာဖွင့်လှစ်ထားတဲ့ဒီကရဝိတ်ကဖေးစားတောက်ဆိုင်ပေါ့နော်ဒီထမင်းအဆောက်အုံကိုဒီမတ်လ28ရက်နေ့ကလှုပ်ခတ်တဲ့ဒီငလျင်ပေါ့လုံးဝပြိုကျသွားတဲ့အချိန်မှာဒီစားတောက်သူများဆိုင်ဝန်နှမ်းများနဲ့အတူတဲ့ကျွန်တော်တို့စစ်တပ်ဘက်ကအရာရှိတဦးနဲ့ကျွန်တော်စစ်သား9ဦးအထက်မှာပါသွားတယ်ပါတက်နိုင်ဦးလေကွာမတက်နိုင်ဘူးဒီစကိုင်းတိုင်းမြင်းမှုမျိုးနယ်မှာလဲကျွန်တော်တို့စစ်တပ်ကယနေ့ညနေ လက်နဲ့ကြီးများနဲ့ကြေးရွာတို့ပြစ်ခတ်ချင်းကြောက်တဲ့ပြည်သူတဦးတန်ရရပြီးတော့ဒီအလကအလကပပေါ့နော်အလကပရွာကိုတဲ့ဝင်ရောက်စီးနှင်းကတနတ်များပြစ်ဖောက်နေတယ်တဲ့အဖပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာဘာဖြစ်လို့အဲ့လိုမျိုးတွေထပ်ပြီးတော့ပြစ်ခတ်တာတွေဘုံကျဲတာတွေဒီလူတွေကိုထပ်ပြီးတတ်နေရတာလေအဖရမင်းငါပြောပြမယ်အခုနော်ဟိုမလေးရှားနိုင်ငံနေပြီးတော့ကယ်ဆယ်ရေးဖွဲ့တွေကစကိုင်းဝန်သွားပြီးတော့ကယ်ဆယ်နေတယ်၊ကူညီနေတယ်၊ပံ့ပိုးနေတဲ့အချိန်မှာ တက်ချုပ်ကြီးရနေလို့သခိုင်းတိုင်းဝဘုံနေနဲ့လိန်နဲ့ကျဲခိုင်းလို့နော်လိန်နဲ့ဘုံနေကျဲခိုင်းလို့အဲ့ဒါတို့မြက်ဝါးဖြစ်နေမြင်ဝါးပြီးတော့အဲ့ဒါတွေကအခုမလေးရှားနိုင်ငံမှာတရင်ဌာနတွေမှာပြန်ဝါပြီနိုင်ငံတကာကိုဒီကဘာလို့ဘလို့မှလိန်လို့မရတော့လိန်လို့မရတော့ဘူးလေကွာနင်းနေပေါ်ပါလေအောက်အီးကြီးနေလိုက်ပါလားဒီဘက်မှာမြင်းကလေးနဲ့ခံနေရလို့လူတွေကနိုင်ငံသားတွေကကြဲနေတဲ့ဘုံတန်းတွေဘုံကျဲတာတွေလိန်နေနဲ့ဟိုထုနေတာဒီဘာလို့အကုန်လုံးတိသွားတော့ဓာတ်ပုံတွေဘာတွေရိုက်ပြီးတော့မလေးရှားကိုပို့လိုက်ပြီလေဟုတ်တယ်ပါ ညင်အရင်တော့ညံနေတာကိုလက်ခံလို့ရဒီတစ်ခါကျတော့လုံးဝမရတော့ဘူးပါအခုဘာလုပ်နေအချက်ကွဲပြီချက်ကွဲပြီဟုတ်တယ်ပါအပမနေ့တိုင်းစင်ကိုင်းမျိုးနဲ့လက်ပလာရွာကိုလည်းကျွန်တော်တို့စစ်တပ်ကမနေ့ညနေရလီရင်နဲ့ဘုံကျဲလိုက်လို့ရွာလုံးချုပ်မိလောင်ပြီးတော့ရွာလုံးချုပ်ထွက်ပြေးနေရတယ်ပါငါသိတယ်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 ပြည်သူတွေစစ်တပ်တန်းကြောင်းထွက်ပြေးရမှာလားငလင်တန်းကြောင်းထွက်ပြေးရမှာလားဘယ်အတွက်ကိုဒုက္ခရောက်ရမှာလဲပါမြို့ငါပြောပြမယ်ဂျပန်မှာမြင်းငင်ရေလှုပ်တယ်နော်ဆူနာမီရေလိုင်းနေနဲ့ခံစားနေရတယ် ပြည်သူလူထုတွေအကုန်လုံးသူ့ပြည်သူတွေအကုန်လုံးကနေပြီးတော့စတိုးဆိုင်တွေအကုန်လုံးဖွင့်ပြီးတော့ free လာယူခိုင်းနေတယ်အလကားကိုပေးပလိုက်တယ်ဟေဒီနိုင်ငံမှာမြင်းငင်းလှုပ်ခတ်သွားတယ်သူ့ပြည်သူလူထုတွေအကုန်လုံးအိမ်ဆောင်ပစ္စည်းတွေပါတယ်အကုန်လုံးကိုပေးတယ်အမေရိကန်နိုင်ငံမှာနော်မှုန်တိုင်းဝင်သွားတယ်သူ့ပြည်သူလူထုတွေအကုန်လုံးပြည်သူအချင်းချင်းကနေပြီးတော့အိမ်ဆောင်ပစ္စည်းတွေရောစားတောက်တွေရောအကုန်လုံးအလကားပေးတယ်ဟုတ်နော်ငါတို့မြန်မာနိုင်ငံမှာအခုမြင်းငင်းနေလှုပ်နေတယ် တက်ချုပ်ကြီးကလေနေနဲ့ဘုံကျဲပြီးတိုက်ခိုက်နေတယ်လူတွေကိုတတ်နေတယ်ငါအကုန်လုံးတည်တယ်ငါလည်းပေါက်ကွင်းကျင်နေပြီဒါပေမဲ့ငါလည်းအခုဘာမှအင်အားမရှိတဲ့အတွက်ငါဒီတိုင်းပဲရေငုံနှုတ်ပိတ်နေရတယ်ဘာလို့လဲဘာလို့စီပွားရေးသမားတွေကပူတော်ဆိုးနေသေးတယ်ကုံစင်းလုံးတွေဆွဲမြင့်တင်နေသေးတယ်။အော်အဲ့ဒါလည်းငါသိတယ်လေ။ကုံစင်းလုံးတွေအခုအခုကျုပ်တလုံးနဲ့ဟိုတနေ့ကဟိုတနေ့ကမဟုတ်ပါဘူး။နှစ်ရက်လောက်ပဲရှိသေးတယ်။ပြစ်ပြင်းချင်းကတော့လုတာပထမနေ့က900တဲ့အခုတစ်ထောင်ဖြစ်သွားပြီတဲ့။ကျေသူတွေဝင်လူဖို့ပဲချင်ပြန်တော့တယ်ဗျ။ မန္တလေးတိုင်းအမရပူရမြို့နယ်ဘုံအိုးကြီးရွာမှာလဲမြင်းကလင်ကြောင့်ပလီပြိုကျပြီးတော့ပလီ၃လုံးတောင်တော့ပါလူသေးအလောင်း200ကျော်ဒုဖို့ရရှိတယ်တဲ့ဒီဆက်လက်ဒုဖို့ကိုလည်းအကူအညီတွေလိုအပ်နေတယ်လို့ပြောတယ်ပါအေးကွာအေးကွာဒါဒီအချိန်မှာငါတို့တွေကအဖြူတွေအမဲတွေငါတို့ကခွဲလို့မရဘူးပါနော်ဗုဒ္ဓဘာသာတွေခရစ်ယာန်တွေအစ္စလာမ်တွေဟိန္ဒူတွေငါတို့ကခွဲလို့မရဘူးအကုန်လုံးလူတွေကြီးပဲလူသားချင်းချင်းငါတို့တွေကလူလူအသိစိတ်တတ်တဲ့လူလူကူညီရမှာပဲအဲ့ဒါကိုတက်ချုပ်ကြီးကဘာလုပ်နေလဲမန္တလေးကိုတွားပြီးတော့သူကပါလဲ ဈေးပန်းခင်းနေရတာအဲနေကောင်းလားဘာဖြစ်နေကြလဲတက်ချုပ်ကြီးအုတ်ခဲလေးတစ်လုံးယူပြီးတော့မပြီးတော့ဒီလိုပြစ်လိုက်တာမြင်ဘူးလားမမြင်ဘူးလေနိုင်လည်းမနိုင်ဘူးလေစစ်တပ်ကမြင်ဘူးလားအခုလုံနေတာစစ်ယူနီဖောင်းနဲ့စစ်တပ်ကလုံနေလူတကောင်းမှမရှိဘူး မရှိဘူးပါပြိုတဲ့နေရာမှာတူးပေါ်ဖို့ဆိုတာပြည်သူတွေကိုကယ်ဖို့မဟုတ်ဘူးအေးစစ်ကတာရှိတာအခုနော်နည်းနည်းအုတ်ကြီးတွေနော်ဟိုဘာတွေရှိတယ်တခုပဲရှိတယ်အာမအဲ့အင်ကိုဖက်တယ်ဒီအင်ကတစ်ထည့်အင်အာဒီမှာစာရဲစာတန်းအဲ့စာရဲစာတန်းတွေယူလိုက်မယ်ယူတဲ့အဲ့စာရဲစာတန်းတွေကိုအရေးကြီးတဲ့စာတန်းတွေကြီးလိုက်မယ်အဲ့စာရဲစာတန်းတွေကိုဘလောင်းနဲ့လာရွေးပါလို့ပြောနေတယ်အဲ့တနည်းရစာငါအကုန်ကြားတယ်ဒါဘာလို့တိုက်ရဲလုံထုံလုံနေပေါ့ဟေးဟာအဲ့ဒါတွေငါ့ကိုလာမပြောနဲ့နော်မကွေးတိုင်းစလင်းမျိုးနယ်မှာရှိတဲ့ကံပြားရွာနဲ့ဒီတိခေါက်တောင်ရွာအပါအဝင်နဲ့ကြီးရွာလေးရွာကိုလည်းကျွန်တော်တို့စစ်တပ်ကလေရင်နဲ့ဆက်တိုက်ဘုံကျင်းနေပြီးတော့ ြည်သူတွေထပ်ပြီးထိခိုက်နေပြန်ပြီဗျာဟာတိတယ်ငါတိတယ်ဒီမျိုးဆိုဒီမှာနိုင်ငံအလေပိုင်းမှာငလင်တန်တည်နေတဲ့အချိန်မှာဒီမြောက်ဦးနဲ့ကြောက်ဖြူမျိုးနယ်ကိုတဲ့ကျွန်တော်စစ်ကောင်စီကလေနဲ့ဘုံကျဲတယ်လက်နဲ့ကြီးတွေနဲ့ပြစ်ခတ်တယ်ဒီတိုက်ခိုက်တဲ့တန်ကားတော့တပားပါဝင်တဲ့နော်ပြည်သူ၃ဦးသေဆုံးပြီးတော့9ဦးထိထိခိုက်ဒဏ်ရာရရှိသွားပြန်ပြီဗျမြန်မာနိုင်ငံမှာဒီငလင်တပ်ပြီးကြုံနေရကပ်ပြီးကြုံနေရတဲ့အချိန်မှာပေါ့နော်နောင်ချုံမျိုးနယ်ကြောက်ကြမ်းကြီးရွာကိုကျွန်တော်စစ်တပ်ကလေချောင်းတိုက်ခိုက်မှုတွေလုံဆောင်နေကြောင်းတဲ့ဒီ TNL တွေသတင်းဌာနကထုတ်ပြန်လိုက်ပြန်ပြီဗျအင်း မဒီငလင်ရောက်ပါတော့ကျွန်တော်နေပြည်တော်မှာရှိတဲ့စစ်တပ်အဆောက်အုံတွေပြိုကျခဲ့ပြီတဲ့နောက်မှာပေါ့ဒီတက်နယ်တစ်ခုလုံးမှာစစ်သားအနည်းဆုံး100ဝန်းကျင်တည်ဆုံးနိုင်ပြီတော့ဒီကတိတထောင်ဆေးရုံမှာလည်းကတိမလောက်လို့ဒီကျမ်းပြင်မှာလူတထောင်ကျော်လောက်ပါစစ်ကူနေရတယ်ပါငါသိတယ်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 သိတယ်သိတယ်မြို့ငါပြောပြမယ်ကွာဟိုးတော့ကမတို့ငငယ်တုန်းကဥနေဝင်လက်ထက်နော်ဥနေဝင်လက်ထက်မှာပကံငလင်လှုပ်တယ်ဇေဒီပလိုးတွေပြိုတယ်ဒါပေမဲ့ဥနေဝင်ကသူ့ရဲ့ရွေးကောက်ပွဲကြီးကိုဆက်လှုပ်တယ်သူ့ နေရာတည်မြဲဖို့အရေးကိုသူဆက်ပြီးလုပ်တယ်။အော်ဒီဘက်နောက်ပိုင်းကျတော့မင်းကြီးနော်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့2010ရွေးကောက်ပွဲကြီးအတွက်နော်စိုင်းမင်းနဲ့လုပ်ဖို့စိုင်းမင်းနေတို့မှာငါတို့နာကြက်မုံတိုင်းကြီးဖြစ်တယ်။အဲ့ဒါကိုဆက်ပြီးတော့ဥဒန်ရှိရဆက်ပြီးတော့အကောင့်ထဲပေါ်တယ်။အခုကြည့်နော်၁၂လပိုင်းကျရင်ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးတော့သူတို့စိုင်းမင်းလာတယ်။နော်ငရင်းတန်းအခုပြည်သူတွေတင့်နေပြီ။ဆက်ပြီးတော့သူတို့က ရွာတွေကိုဘုံကျဲတိုက်ခိုက်နေတော့မယ်။တော့လူတွေကိုတတ်ဖြတ်နေတော့မယ်။ဆိုတော့ထုံးစံတိုင်းလုပ်မှာပဲနော်။ဒီစစ်ရုံများပြူကြတဲ့အကြောင်းရင်းကပါနော်။ဂျီတက်ဦးခေါ်တဲ့ဒီစစ်အင်ဂျင်နီယာတတ်တဲ့ပစ္စည်းခိုးယူမှုတွေငွေချေးခိုးယူမှုတွေအပြင်တဲ့ဒီအမြန်လက်တန်းလှုပ်ဆောင်ခဲ့မှုများကြောင့်တဲ့နော်တို့ပြင်နေပြည်တော်မှာရှိတဲ့လျှို့ဝှက်ဥမင်နိုင်ကောင်းလဲလက်ရှိလှုပ်ခတ်တဲ့ငလင်ကြောင့်ပြူကြရန်နဲ့ရာဂိုင်တို့များနေပြီပါမင်းကပြောရရင်ဂျန်ကန်တို့များတာမဟုတ်ပြိုကြတချို့နေရာတွေပြိုကြနေပြီတချို့နေရာပြိုကြသူတို့ ခိုးအောင်မို့ပုံအောင်မို့နေရာတွေမရှိတော့ဘူးဟုတ်တယ်ဗျနော်မရှိတော့ဘူးဒီအဆောက်အအုံမှာဒီတို့တက်ချုပ်နဲ့ဒူးချုပ်ပါဝင်ဒီဘိုချုပ်တွေအတွက်အရေးကြီးတဲ့စစ်ဘက်ဆိုင်ရာနေရာတွေခိုးအောင် ီကနေရာများပါဝင်နေတဲ့နော်ဟုတ်တယ်လေမင်းကဒီအဆောက်အဦတွေအကုန်လုံးကသူတို့ဂျီတက်ကနေပြီးတော့ဥဆောင်ပြီးတော့သူတို့စောက်တာပဲလေကွာဟုတ်တယ်စစ်တက်ကခိုးတယ်ဆိုတာဒါပေါ်တင်ဖြစ်နေပြီလေကွာဟုတ်ဂျီတက်တွေကပြန်ခိုးထားတော့ဘာလို့စောက်အောင်ကမခိုင်တော့ဘူးလေအချင်းချင်းပြန်တက်တယ်လို့ဖြစ်နေတာပေါ့ထားလိုက်တော့လက်နဲ့တွေရောအရန်ခဲရန်တွေရောဘာလို့ခဲရန်တွေလဲဒီမှာထားရှိတဲ့နေရာလဲတိခိုက်ပြက်စည်းကုန်ပြီပါဒါမကြောင်ခင်ဝတ်လေတော့မှမီးအဲ့ဒီအောက်မှာပြုံကြသွားရင်တော့ဘာလို့ရှိတဲ့ချိန်မှာတော့တွေးဖို့ဘူးတော့ပါဒါဝတ်လေတဲ့အခန်းကဏ္ဍကတော့ရောက်လာတော့မယ်။စကိုင်းမြို့မှာတက်ကြဒီတာဒီလရှင်စတဲ့ ဒိုက်ပေါ့နော်ပြူကြခဲ့ပြီးတော့ဒီပဌာနနာယကဆရာတော်အပါဝင်ကိုဦးတည်ဆုံးသွားတယ်တဲ့ပြန်လုံတော်မူသွားတယ်ပါဆရာတော်လည်းចောင်းဆောင်နှဆောင်လုံးဝပြူကြပြီးတော့ရှစ်ဆောင်အကွဲပြည့်စည်းသွားပြန်ပြီဘာပြီးသာသနာအမွေနှစ်တရောနိုင်ငံအမွေနှစ်တရောဘာလို့လက်ထက်မှာဒါတွေကိုစောက်လို့ပေးဖို့သူ့ခေါင်းထဲမှာမရှိဘူးအဓိကသူ့ခေါင်းထဲမှာရှိတာဒီသူ့အိမ်နဲ့ဒီစစ်ဘက်ဆိုင်ရာကူရုံချုပ်တို့ဘာတို့သူစောက်ဖို့သူစိုင်းမြင်နေတယ် အဓိကနဲ့တာမန်ကြောင့်ဥရဒီမခွဲခြားတဲ့တူပေါ့အေးပြောပြောပြောတော့ဟုတ်တယ်တာရဘတ်ကိစ္စပါကြားပြီရောကြားပြီရောကြားပြီရောကိစ္စကြားပြီပါတယ်ကျွန်တော်မပြောတော့မကွေးတိုင်းအောင်နာမြို့နယ်မကွေးမြို့နယ်မှာဘကိုးတိုင်းပြည်မြို့နယ်တို့မှာဒီစစ်မှုထမ်းအပတ်စဉ်စတဲ့အတွက်လူငယ်တွေကိုစတဲ့ဖန်းစည်းနေပြီးတော့အချို့ကလည်းစိတ်မထမ်းရတဲ့ဆင်းခေါ်နေပြန်နေတဲ့ဗျာပြည်သူတွေလောက်ဒုက္ခရောက်နေတဲ့အချိန်မှာလူစိတ်မရှိကြဘူးကွာတစ်ဖက်မှာကမြင်းငင်းတန်းတင့်နေတယ်ဒီဘက်မှာကတွားပြီးတော့လူငယ်တွေကိုစူတောင်းရေးဥစားကို ဟိုပေါ်တာတွေစွဲနေဆိုမကောင်းတော့ဘူးပေါ့ကွာထားလိုက်တော့ကွာရောက်ဒီဒီမျိုးစာပြောတော့ငါတို့အခုလွတ်ထားတဲ့သူတွေတမ်းမှလည်းတင်းယူတဲ့သူတွေဒီတန်းပိုင်ပါလာနိုင်တယ်နော်အဘတို့ကတပြေးပြေးနဲ့တော့အဘတို့ဂျိုးပြင်းအဘတို့စွတ်တော့မထင်နဲ့ဘာဒီတိုင်းဆက်သွားနေလို့ကတော့အဘဒီအဘတို့ဖိတ်ကြားချက်အရာကျွန်တော်နေပြီးတော့ရောက်ရှိနေတဲ့ဒီအေဂျင်စီရတင်းဌာနကလေ သိတယ်။ဟိုနေ့ကကျွန်တော်စေယုံတစ်ခုပြိုကြတာမှသူမှတ်တမ်းတင်ပြီးတော့သူကျွန်တော်တက်သားလေးနဲ့သူထွက်ပြေးသွားတဲ့တဲ့င်းနောက်လေ။အဲသူမှတ်မှတ်တမ်းဓာတ်ဟိုဟိုကင်မရာရိုက်ပြီးရိုက်လိုက်သေးတယ်။ဟုတ်တယ်ဟုတ်တယ်အခုမန္တလေးကိုရောက်ရှိနေပြီးတော့ဓာတ်ရိုက်လိုက်ပြီးထုတ်လွှင့်နေတယ်ဗျ။ဟောသူတို့ကမြေပြင်မှာပြောကြားချက်တွေကိုတော့အောက်ပါတိုင်းဖြစ်တယ်တဲ့သူပြောထားတဲ့တဲ့င်းလေးကိုကျွန်တော်ဘာကိုပြောပြမလဲ။အေးကျွန်တော်မြန်မာနိုင်ငံကနေစစ်ဖြစ်နေတဲ့နိုင်ငံမှာအဲအခုကျွန်တော်ရောက်နေတဲ့မန္တလေးအပြင်နဲ့ငလင်ဘူချက်ဖြစ်တဲ့သခိုင်းကနေနောက်ထပ်ပြဿနာကြီးတစ်ခုထပ်ပေါ်လာပြန်ပြီလေဗျာ။ဒီမြို့ပေါ်ကိုတော့စစ်အာဏာရှင်ကထိန်းချုပ်ထားပေမဲ့ပေါ့နော်။ ပပလည်းဒေတာတွေကိုတော့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေကထိန်းချုပ်ထားတယ်တဲ့။နောက်တစ်ခုသူပြောချင်တဲ့ဟာကပါဒီ PDF တွေနဲ့ဒီအန်ယူဂျီအဖွဲ့အစည်းတွေကပါနော်တော်လိုင်းတပ်ဖွဲ့တွေကသူတို့ကရက်ပေါင်း14ရက်ပါပထမပြောထားတာအခုသတင်းဌာနမှာကြေညာတာတော့ရက်20ပြစ်ခတ်ရက်10ဖို့ဆိုပြီးတော့ဒါဘာပဲဖြစ်ပါရ14ရက်ပဲဖြစ်ဖြစ်ရက်20ပဲဖြစ်အဓိကပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာဒီပြစ်ခတ်ရက်10ဖို့အဓိကအဲ့ဒါတော့မှအဘတို့စစ်တပ်ကတစ်ဖက်ကမငဲညာပဲနဲ့ပြည်သူလူထုကမငဲညာပဲနဲ့ဘုံကျဲရာတွေစက်တိုက်တွေလှုပ်ဆောင်နေတယ်တဲ့ပါ ဒီကိစ္စတွေကိုတော့ပို့ပြီးတော့ပြန်လဲရှုပ်ထွေးစေပြီတဲ့ပြန်လဲထူထောင်ရေးကိုလည်းနှောင့်နှေးစေတယ်တဲ့ပါတကယ်ကယ်ဆယ်ရေးလုပ်နေတဲ့သူတွေကစေတနာဝန်ထမ်းတွေတဲ့နော်အစိုးရအေဂျင်စီတွေလည်းမဟုတ်ပါဘူးတဲ့ကယ်ဆယ်ရေးတွေမှာကျွန်တော်တို့စစ်သားတွေကိုနည်းနည်းပဲတွေ့ရတယ်တဲ့စစ်သားများစုကတနက်ကင်ပြီးတော့လုံခြုံရေးအတွက်ပဲလုပ်နေတာတဲ့ကယ်ဆယ်ရေးမှာလုံးဝပါဝင်ဆောင်ရွက်တာမျိုးမရှိဘူးတဲ့ဗျာအဘတို့သက်တင်နေတဲ့ကွာလိုက်တွေ့ပြီးတော့ကထုတ်လွှင့်နေပြီပါဒီကိစ္စကိုပေါ်ပြနေပြီတချို့ကြီးဘလို့ရှင်းမလဲဘလို့ညင်းမလဲပါရာသူဘလို့မှမရှင်းနိုင်တော့ဘူးနော်ဘလို့မှလည်းသူလုံးလုံးမရတော့အခုသူလုံးနိုင်တာတခုပဲရှိတယ် အခု तू လုံနေတဲ့ဥစ္စာတွေကဟုတ်ကိုမဟုတ်ဘူးထိုင်ရနေမထပဲအလံတဝက်ချပြီးတော့ဝမ်းနေချင်းထိတ်မကို तू လုံနေတယ်တဲ့ကွာဒါလုံเสียရလားကွာအဓိကနဲ့တာမင်ညာကိုမခွဲကြတတ်တဲ့တပုတ်တဲ့သမားဖြစ်နေတဲ့တချုံကွာ